အတားဆီးမရှိမြေအောင်ရေထုတ်ယူမှုကြောင့်ရန်ကုန်မြို့မြေကျွန်းကြားမြစ်အနေရရှိနေမင်္ဂလာပါအော်ဒီယိုပိုင်းစော်နိုင်ကနေကြိုဆိုပါတယ်ဒီကမှာတော့အတားဆီးမရှိမြေအောင်ရေထုတ်ယူမှုကြောင့်ရန်ကုန်မြို့ဟာမြေကျွန်းကြားမြစ်အနေရရှိနေကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်မြမစီပွားရေးမြို့တော်ရန်ကုန်ဟာအကြက်တဲတဲကိုတိတ်ဆိတ်စွာကြာဆင်းနေပါတယ်တောက်ပတန်ရှင်နဲ့အထက်မြက်အဆောက်အုံတွေနဲ့ကျယ်ပြန်းတဲ့ မြို့ပြစင်ကြေဘုံဒေသတွေအောက်မှာဆက်စုနှစ်ပေါင်းများစွာအတားဆီးမဲ့မြေအောက်ရေထိုးယူမှုကြောင့်လူဦးရေ၅တန်းကျော်တည်ရှိနေထိုင်တဲ့ရန်ကုန်မြို့ရဲ့မြေတွေကိုတိုက်စားနေတယ်လို့ကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။ရေကျွမ်းကျင်သူတွေနဲ့ဒေသခံတွေကအကျိုးဆက်အများပြားကိုဖော်ပြနေကြပါတယ်။မြေနှိမ်ဆဲမှုစားညရေဝင်ရောက်မှု ရေအည်သွေးချဆင်းမှုနဲ့ရေရင်းတွေခန်းချောက်ခြင်းတို့အပါအဝင်ဖြစ်ပါတယ်။ ရန်ကုန်ရဲ့မြေအောင်ရေ60ရာခိုင်နှုန်းဟာစားငှားရေဖြစ်နေပြီလို့ဘာရင်ရေပညာရှင်ဦးမြင့်သိန်းကပြောထားပါတယ်။သူ့ကို မောင်ကျေးရေဆိုတဲ့ကလောင်မြေနဲ့လူတည်များပါတယ်။အသက်89နှစ်ရှိပြီဖြစ်တဲ့ဦးမြင့်သိန်းဟာမြန်မာနိုင်ငံရဲ့မြေအောင်ရေအရင်မြစ်တွေကိုတသက်တာလုံးလေးလာခဲ့သူဖြစ်ပါတယ်။အမျိုးသားရေအရင်မြစ်ကော်မတီရဲ့အကြံပေးပုဂ္ဂိုလ်ဟောင်းတူဦးဖြစ်တယ်လို့ကာလကြာမြင့်စွာနှောင့်နှေးနေတဲ့ ။မြေအောက်ရေဥပဒေကိုရေးဆွဲရမှာလဲ၊ကုညီပေးခဲ့သူတယောက်ဖြစ်ပါတယ်။လောက်ထုံးလုံးမရှိရင်ရန်ကုန်ဟာဗန်ကောက်နဲ့ဂျာကာတာတို့လိုကံကြမ္မာကိုရင်ဆိုင်ရမယ်။အဲ့ဒီမြို့ကြီးတွေမှာထင်းချုံမှုမဲ့ရေဆုပ်ထုံလို့မြေတွေကျွန်ကျနေတယ်လို့သူကပြောဆိုပါတယ်။ရန်ကုန်ရဲ့အများပြည်သူရေပေးဝေရေးစနစ်ဟာမြို့ရဲ့လိုအပ်ချက်တချို့သာဖြည့်ဆည်းနိုင်ပြီးရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီနဲ့ပုဂ္ဂလိကအသုံးပြုသူတွေဟာမြေအောက်ရေကို အကြီးကျယ်မိခိုနေရပါတယ်။လိုင်းတာယာနဲ့ရွှေပြည်သားကစက်မှုစုံတွေဟာမြေအောက်ရေကိုအကြီးကျယ်အသုံးပြုရနေရဖြစ်ပြီးဆက်ရောက်တွေဟာရေရရှိဖို့မြေအောက်မှာ ရေရင်းအနှက်ကြီးတွေဒူးထားကြရပါတယ်။တချို့နှဲမှာပဲလူလက်တန်းစားအိမ်အောင်စုတွေနဲ့အစင်းမြင့်ကွန်ဒိုမီနီယံတွေဟာစီပင်ကြီးကြပ်မှုမရှိဘဲကိုပိုင်အဝေးစီးတွင်တွေဒူးထားကြပါတယ်။မြေအောက်ရေထောက်ယူမှုဟာ တဘာဝကပြန်လဲဖြည့်တင်းပေးတာထက်ကြော်တဲ့ခါမှာတော့ရေမျက်နှာပြင်ဟာကျဆင်းလာပါလေ။နှစ်ပေါင်းများစွာကြာလာတဲ့အခါပန်ဝန်းကျင်မြေဟာအကြောင်းနေနဲ့ရေနှိမ်ဆင်းတာတွေဖြစ်လာနိုင်ပါလေ။ဗြိတိန်နိုင်ငံကကြော်ကြားတဲ့ရေကန်ကြီးအမျိုးကိုအစွဲပြုတ်ပြီးအမည်ပေးထားတဲ့ရန်ကုန်ကလူချမ်းသာရပ်ကွက်ဝန်ဒါမီယာမှာလို့အချို့နေရာတွေမှာ ရေပြန်လဲဖြည့်တင်းမှုနည်းလို့ရေတွင်းတွေခန်းကုန်တယ်လို့ဦးမြင့်သိန်းကမှတ်ချက်ချပါတယ်။ ရန်ကုန်မြို့ကန်60ရာခိုင်နှုန်းလောက်ကနေစဉ်ရေလိုအပ်ချက်အတွက်မြေအောက်ရေကိုမှုခိုးနေရပေမဲ့မြေအောက်ရေစီမံခန့်ခွဲမှုကိမ့်မဲ့နေရလို့နယ်သာလန်နိုင်ငံရေမိတ်ဖက်များအစီအစဉ်ကပြုလုပ်တဲ့2020ပြည်နှစ်စစ်တမ်းအရသိရပါတယ်။မြေအောက်ရေစာအုပ်ကိုရေးသားခဲ့တဲ့ NWRC အကြံပေးဦးကျော်ဦးကစားငံရေစိတ်ဝင်မှုကိုအကြံကျင်းသတိပေးခဲ့ပါတယ်။ရန်ကုန်ဟာအောက်ဖက်ကီလိုမီတာ40လောက်မှာ ကပလီပင်လယ်တဲကိုစီးဝင်တဲ့ဗောဓမာခွဲရဲ့ခြေလမ်းရန်ကုန်မြစ်ကမ်းမှာတည်ရှိပါတယ်။ပမာအဖြစ်စားငံရေကမြက်တွင်းကရေချိုနဲ့မြေအောက်ရေတွေကြောင့်ဝင်ရောက်နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့လလွတ်စပယ်ရေဆုပ်ယူမှုနဲ့မိုးရေပြန်လည်ဖြည့်သွင်းမှုအားနည်းလာကြောင်းအဲ့ဒီချိန်ခွင်ရှာဟာပြည့်စည်လာပါလေ။ရေချိုပြားကျဆင်းလာတာကြောင့်စားငံရေဟာကုန်းတွင်းပိုင်းကိုတပြည့်ပြည့်ရောက်လာတယ်လို့ဦးကျော်ဦးက သူ့ရဲ့စာအုပ်တွေမှာရေးသားထားပါတယ်။မြေအောက်ရဲ့အလွန်ကျွံထောက်ယူမှုဟာမြေနှိမ်ချမှုကိုလည်းဖြစ်ပေါ်စေပါတယ်။ဒါဟာရေလွှမ်းမမှုပုံမများပြားပြန့်ထန့်စေဦးမှာမကလမ်းတွေအဆောက်အုံတွေကိုအကွဲစေပြီးမြေအောက်ရဲ့အရင်မြစ်ကို ထာဝရပျက်စီးစေပါတယ်။မြေအောက်ရဲ့အရင်မြစ်တွေကိုစားငံ့ရေကညဉ့်ဉန်းစေတဲ့ခါမှာတော့ရေကြိုတိုက်တွေဟာဘရောမှာနလမ်းမထူနိုင်အောင်ဖြစ်သွားစေနိုင်ပါတယ်။ပလန်တရား ရွှေပြည်သားနောက်ပိုင်းလာသာလမ်းမတော်ကြည့်မြင်နိုင်တကုံးစိတ်ကန်းနဲ့မြင်းညီကုန်းစားတဲ့ရန်ကုန်တော်မှာစားငံ့ရည်တွေစိတ်ဝင်နေတယ်လို့ဦးမြင့်သိန်းကပြောကြပါတယ်ရန်ကုန်မြို့မြင်းညီကုန်းမှာ2022ခုနှစ်ကစစ်တမ်းရမြေအောက်ရေအလွန်ကျွံထောက်ယူမှုကြောင့်အဆောင်နေစင်းတာနဲ့ရေမျက်နှာပြင်ကျစင်းတာတိတိတသာဖြစ်တယ်လို့မှတ်တမ်းတင်ထားပါတယ်ဦးသိန်းဆိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတွေဖြစ်ကပြုလုပ်ခဲ့တဲ့သုတေသနတွေမှာမျိုးပြတိုးချဲ့ခြင်းနဲ့မြေအောက်ရေအလွန်ကျွံထောက်ယူမှုကြောင့်မြားတကုံဇွန်တောင်ချောင်းတစ်လျှောက်အနောက်ဘက်မှာရန်ကုန်မြို့နယ်ပန်းလိုက်မြေကြားမြေနိုင်စင်းမှုတွေကိုတွေ့ရတယ်လို့ဆိုပါတယ်။မြေမျက်နှာပြင်နိုင်ကြမှုကိုရုတ်တရက်မမြင်သာပေမဲ့ဒေသခံတွေကရေရည်သွေးနိုင်ကြလာတာကို စတင်သတိထားမိလာကြပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ရေကစားငံ့ရေမဟုတ်ဘူးအခုစားငံ့ရေဖြစ်နေပြီကျွန်တော်တို့ကအရာရာအတွက်ရေတန့်ဝယ်သုံးနေရတယ်ရန်ကုန်မြို့နယ်လမ်းမရမာနေတဲ့ဒေသခံတို့ကပြောကြပါတယ်တစ်ချိန်တည်းမှာရန်ကုန်အရှေ့ပိုင်းတာကေတာမြို့နယ်ကဒေသခံတို့ကလည်းရက်ွက်တစ်ခုမှဆိုရင်ရေကစီဝိတ်နေတယ်နောက်ရက်ွက်တစ်ခုမှတော့တန်ကျဲရေတွေဖြစ်နေတယ်နောက်ထပ်တခြားရက်ွက်မှာရေတွေကမဲနေတယ် တချို့အိမ်တော်စုတွေကလမ်းနဲ့ရောင်းတဲ့ကံရီကိုဝယ်300ရယ်လို့ပြောပါတယ်။သူတို့မြို့နယ်မှာတရက်ကွက်နဲ့တရက်ကွက် ရေရတာမတူဘူးလို့လှိုင်းသားရဒေသခံတယောက်ကပြောဆိုပါတယ်။ရန်ကုန်ဟာအခြားနေရာတွေမှာရေကြိုရောက်ပေမဲ့တခါကရေပေါ်တဲ့ရေရင်တွေမှာရေနည်းနည်းပဲရတော့တယ်လို့သိရပါတယ်။ဒီခက်ခဲတွေဖြေရှင်းဖို့ပထမဆုံးပြဿနာကမြန်မာမှာမြေအောက်ရေဥတွေမရှိတာပဲလို့ ဥပဒေရေးဆွဲရန်အားထုတ်မှုမှာပါဝင်ခဲ့တဲ့ဦးမြင့်သိန်းကပြောကြားပါတယ်။ရန်ကုန်မှာလုံထုံးလုံနီအများအားမရှိခဲ့တာမဟုတ်ဘူး။ဗြိတိရှကိုလိုနီခေတ်တွင်းကရေထုတ်ယူမှုကိုစီမံတဲ့မြေအောက်ရေဥပဒေတစ်ခုကိုဆယ်စုနှစ်များစွာကျင့်သုံးခဲ့တယ်။လွတ်လပ်ရေးရပြီးတော့လည်းအဲ့ဒီဥပဒေကဆက်လက်အသက်ဝင်ပေမဲ့စေအောင်ချောက်ရဲ့ဆယ်စုနှစ်များစွာနောက်1980ပြည့်နှစ်တွေကိုရောက်တဲ့အခါဒီဥပဒေကိုဆက်ပြီးမသုံးတော့ဘူး။ အဲ့ဒီမြေအောက်ရေကာကွယ်ရေးဥပဒေအရရေရင်းသက်တွေဟာခွင့်ပြုချက်အိမ်တော်စုတွေစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့စက်မှုလုပ်ငန်းတွေမှာအသုံးမပြုမီစမ်းသပ်မှုလက်ဆိုင်ရာအာဏာပိုင်ရဲ့ပုံမှန်စစ်ဆေးမှု တင်းကျပ်တဲ့အကန့်အသတ်နဲ့ရှင်ပြည်သားရေရင်းတွေကိုမှတ်ပုံတင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီဥပဒေကိုအခုချိန်ထိထပ်မံရေးဆွဲအကောင့်ထံပေါ်လာမျိုး မလုံးနိုင်ကြတဲ့ကြောင့်လည်းသိရပါတယ်။တစ်ဖက်မှာထိုင်းအိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်လိုအိမ်နီးချင်းတွေဟာမြေအောက်ရေဥပဒေပဲကျင့်သုံးနေကြပြီလို့သိရပါတယ်။မြေမျက်နှာပြင်နိုင်ကြပြီးဆက်စုနှစ်များစွာကြာတဲ့အခါမှာတော့ဘန်ကောက်မှာမြေအောက်ရေထုတ်ယူမှုအခွန်ကိုချမှတ်ခဲ့ပါတယ်။ရေရင်းသစ်တူးဖော်တာတွေကိုပိတ်ပင်ခဲ့ပါတယ်။စက်မှုလုပ်ငန်းတွေကိုတိုးလောင်ရေးသုံးဖို့ပြောင်းလဲစေခဲ့ပါတယ်။ရန်ကုန်မှာတော့အဲ့ဒီလိုသတိပေးတဲ့လက္ခဏာတွေကိုလက်လျူရှုထားရလို့ကြားကျင်သူတွေကပြောကြပါတယ်။ဘန်ကောက်နဲ့ မြေနေသားတူတာတွေဇန်ကုံမြို့မှာအများကြီးရှိကြောင်းသိရပါတယ်။ဒီမြို့ကြီးနှစ်မြို့လုံးကမြေပြောင်းတဲ့မြို့ဝကျွန်းမမှာတည်ရှိပါတယ်။နှစ်မြို့လုံးကလင်မြန်တဲ့မြို့ပြချဲခွင်မှုနဲ့စီကမ်းမဲ့ရေထောက်ယူမှုကို ကြုံရပါတယ်။ဒီပြဿနာကိုအခုချိန်မှာဘန်ကောက်ကအရေးယူဆောင်ရွက်နေပါတယ်။အပြက်စီးကိုတားဆီးဖို့အရန်နောက်ကျသွားပေမဲ့ကတ်ဆိုးကတော့နှိပ်ကွေးသွားစေဖို့လုံလောက်တယ်လို့သိရပါတယ်။ ရန်ကုန်ကတော့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာမှမလုပ်သေးဘူးလို့ဦးကျော်ဦးက2024ခုနှစ်ဆောင်းမတစ်ပုတ်မှာပြောကြားထားပါတယ်။လောက်ထောင်းလုံနေမရှိရင်ရန်ကုန်ဟာစိုးရွားတဲ့ဂျင်ကန်ရေးဝင်ရောက်မှုနဲ့မြေမျက်နှာပြင်နှင်းချမှုကိုတေချာပေါက်ခံစားရမယ်လို့ဦးမြင့်သိန်းကကြေပေးထားပါတယ်။နောက်ပြီးရေမခန်းခင်ရေကိုတံမိုးထားပါလို့သူကပြောဆိုပါတယ်။